မန်လေးဖန်နဲ့ထင်းရေဒီယိုကိုအပိနာဆင်နေကြတဲ့ပရိသတ်ရှင်အခု10နိုင်ရနေ7နိုင်ချိန်တွင်းမှာတော့ရေဝကျမ်းမာရေးကဏ္ဍကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။အခုတစ်ခါမှာတော့ Consciousness Healthcare Call Center ကဒေါက်တာဖြိုးဝေထွန်းနဲ့အတူတူမိုးရသီမှာဖြစ်တတ်တဲ့ကျန်းမာရေးပြဿနာများဆိုတဲ့ကောင်းစဉ်နဲ့ရေဆွေးနွေးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဆရာကြီးမင်္ဂလာပါ။မင်္ဂလာပါ။ ဟုတ်ကဲ့ပါဆရာအခုဆိုရင်တော့ Morning Kala ဆိုတော့ရာသီတုတ်ကွေးအပြင်အဲပြန်ပြီးတော့ COVID ဆိုတာလည်းပေါ့နော်ဒီလိုပြန်ပြီးတော့ဖြစ်နေကြတဲ့သတင်းလေးတွေကလည်းရှိနေကြရရှိတော့အခုဖြစ်နေတဲ့ COVID ကအရင် COVID ပိုးတွေထပ်ပိုးပြင်းလားပိုးပြော့လားပေါ့နော်ဘယ်လိုလက္ခဏာလေးရှိလဲဆိုတာလည်းဆရာအရင်ဆုံးပြပြပေးပါအောင်ရှင့်ဟုတ်ကဲ့ခင်ဗျာဟုတ်ဆိုတော့ကျွန်တော်ကတော့တခုပြောချင်တာကျတော့ဒီ COVID-19 ပေါ့ဖြစ်စေတဲ့ virus ပေါ့နော်ဒီ SARS-CoV-2 virus ကတော့ကျွန်တော်တို့ကဒီ common cold လို့ခေါ်တဲ့ဒီပုံမှန်အိမ်မိဖျားနာခြင်း virus ထဲမှာပါလာပါနော်ဆိုတော့ကျွန်တော်တို့ဒီကမ္ဘာပေါ်မှာဒီ COVID virus virus ကိုစပြီးတော့မှပေါ်လာပြီဆိုတော့ရသူက virus ကတော့မျိုးရိုးဗီဇအနေနဲ့ရောဆက်ရှိမှာပေါ့เนาะအခုလိုမျိုးကျွန်တော်တို့မိုးရသည်เนาะတချို့အနောက်နိုင်ငံတွေဆိုစောင်းရသည်ပေါ့ဒီလိုမျိုးနေရာမှာဆိုရင်ကျွန်တော်တို့ရာသီတုတ်ကေးတို့ပုံမှန်အီမီဖြားနာခြင်းတွေဖြစ်တာများတယ်ဆိုတော့အဲ့လိုမျိုးအချိန်မှာပုံမှန်အီမီဖြားနာခြင်းဒီ common cold virus တစ်ခုအနေနဲ့သူကဒီခုန covid virus ကပါသူကပြန်ပြီးတော့မှကြွလာတာပေါ့เนาะအဲ့မှာပြင်းလာပြော့လာဆိုရင်တော့ကျွန်တော်တို့အခုကမ္ဘာကျန်းမာရေးအဖွဲ့ပေါ့เนาะဒီရဲ့ data တွေလည်းကျွန်တော်တို့ကြည့်တယ်ပြီးတော့မြန်မာနိုင်ငံမှာရှိနေတဲ့မြန်မာနိုင်ငံမှာအပေါ်မှာဒီအရှိတောင်အာရှနိုင်ငံတွေမှာပြန့်နေတဲ့ဒီဒီ covid virus strains တွေကိုကြည့်ချင်းအပြင်သူတို့ဘယ်လိုလဲဆိုတော့အရင်တုန်းကကျွန်တော်တို့ဒီ covid ကာလမှာလीเนาะဒီ2022နှစ်လောက်ပေါ့เนาะအဲ့မှာဖြစ်ခဲ့တဲ့ဒီ covid မှာကျွန်တော် omicron ဆိုတာကြားပုတ်မဲ့ထင်တယ် omicron virus strains ပေါ့เนาะသူကတော့တနည်းအားဖြင့်ပြောရင် delta variant တို့တန်ရှင်လိုက်တဲ့ဆိုရင်တော့ပျော့တယ်ပျော့တယ်ထင်တယ်ဒါပေမဲ့အဲ့ omicron omicron strain မှာမှာသူကဘယ်လိုလဲဆိုတော့သူကဟိုအရင်တုန်းက ဟိုပေါ်ဖြစ်ခဲ့တဲ့ဟို Omicron strain တွေနဲ့တော့မတူဘူးเนาะအခုကကြာတော့ဘယ်လိုလဲဆိုတော့ JN1 strain ပေါ့เนาะ JN1 strain တဲ့မှာမှာအဓိကအဖြစ်များများတာက NB1 81ရဲ့နောက်ပြီးတော့ကျွန်တော်တို့ဒီ XEC ဆိုတဲ့ strains နဲ့ပါတနည်းအားဖြင့်ပြောရဲဆိုရင်တော့အခုလက်ရှိเนาะဒီအမမေးတဲ့မေးခွန်းအရပေါ့เนาะအခုလက်ရှိဒီ COVID ဖြစ်နေเนาะပြန်ပြီးတော့မှာ virus တွေပြန့်နေဆိုတော့ပြင်ပြင်းထန်အားကြတော့ဟိုလိုကျွန်တော်တို့ Delta လောက်တော့မပြင်းเนาะဒါပေမဲ့ Omicron ဆိုတဲ့သဘောပေါ်မှာအပြော့စားတော့ဖြစ်တယ်သို့တော့သူကကူးစက်တဲ့နှုံးကမြန်တယ် ကူဆက်တဲ့နှုံမြန်ပြီးတော့မှလက္ခဏာအားဖြင့်အရောအရင်ကြီးတော့မပြင်းဘူးဖြစ်တယ်ဆိုတော့ပုံမှန်ကျွန်တော်တို့ပုံမှန်အမိဖြားနာခြင်းလက္ခဏာတွေဖြစ်တဲ့နှာစိတာမျိုးဖြစ်မယ်ချောင်းဆိုးလက်ချောင်းနာဟုတ်ကဲ့နော်အဲ့လိုမျိုးတွေဖြစ်မယ်ကိုလက်မအိမသာခေါင်းကြိုက်တာနော်ခေါင်းခန္ဓာကိုယ်ကြိုက်တာမျိုးတွေဖြစ်မယ်အဲတခါတလေကြာရင်တော့တချို့လူနာတွေမှာဆိုတော့ကိုဗစ်ရဲ့ တီးတန့်နေလက္ခဏာလေးတွေဖြစ်တဲ့ဒီအနံ့အသက်ကြောက်တာတို့တွေအရသာကြောက်တာမျိုးအဲ့ဒါတွေတွဲလေးတွဲထားရှိတယ်တချို့လူနာတွေဆိုကျွန်တော်အတွေ့အကြုံရရောနော်ဒီတီတူတူနာရအောင်ပေါ့ဆိုရင်တော့ဟိုဝင်းပြက်ဝင်းရှော့ဖြစ်တာလေးတွေပြို့လာအန္တရာယ်အဲ့လိုမျိုးတွေအဆိုင်ဦးလမ်းကြောင်းလက္ခဏာလေးပါတွဲတွဲဖြစ်တာလေးတချို့တွေရှိတယ်ပေါ့နော်ဟုတ်ကဲ့ခင်ဗျာဟုတ်ကဲ့ပါဆရာဆိုတော့ကြရို့ဖျားပြီဆိုတာနဲ့ကိုဗစ်လို့နည်းနည်းတော့တတ်မှတ်လိုက်လို့တော့ရလားဆရာအဲ့ဆိုရင်အဲ့အဲ့လိုတော့ပြောလို့တော့မရဘူးပေါ့နော်ဟိုဘယ်လိုလဲဆိုတော့ဖျားတခုတော့ရှိတာကြာတော့ဘယ်လိုပြောလို့ရမလဲဆိုတော့အဖျားကပြင်းလားပျော်လားပေါ့ဟုတ်ကဲ့ ။ဥပမာဆိုရင်ကျွန်တော်တို့ကဟိုဘာကိုဖီဖြစ်လာမှဖြစ်လာတော့ဒဲဓာတ်ရည်ကြီးပြောရတာခက်တယ်။ဒါပေမဲ့ကျွန်တော်တို့ကသုံးသက်လို့ရတာကပုံမှန်အင်းမီဖျားနာခြင်းလို့ခေါ်တယ် common cold virus ဟုတ်လားယာတိတုတ်ကေးလားအဲ့နှစ်ခုကတော့ကျွန်တော်တို့ကလူနာရဲ့လက္ခဏာကိုကြည့်ပြီးတော့သုံးသပ်မျိုးပြောလို့ရတယ်။အမှယာတိတုတ်ကေးဆိုရင်တော့ကျွန်တော်တို့ကတနည်းအားဖြင့် seasonal influenza ပေါ့အင်္ဂလိပ်လိုပြောရင်နော်။ယာတိတုတ်ကေးကတော့ပုံမှန်အားဖြင့်ဆိုတော့သူကအဖျားပြင်းတယ်ဖြစ်တာမြန်တယ်။အခုချက်ချင်းဝင်တယ်အခုချက်ချင်းတိတ်မကြောက်တရက်လောက်တင်မအောင်အဖျားတွေပြန်ထောင်တက်လာတာ။ အဲပုံမှန်ကောမွန်ကိုဗိုင်းရပ်စ်ကတော့အဲ့လိုတော့မဟုတ်ဟိုမအီမတာလေးတွေစဖြစ်ပြီးတော့မှအဖျားတက်တာကဟိုဖြည်းဖြည်းချင်းဖြစ်တယ်ပေါ့။နောက်ဆိုအဖျားတစ်ခုအဖျားကတကယ်လို့တိတ်မပြင်းဘူး low grade fever လို့ခေါ်တယ်အဖျားကခက်နွေးနွေးလေးပဲဖျားတယ်ဆိုရင်တော့ ရာသီတုတ်ကေးတော့မဟုတ်နိုင်ဘူး common cold virus ဖြစ်နေအဲ့ဒီအထဲမှာမှဒီ covid ဖြစ်လာမှဖြစ်လာလို့ဆိုတော့တခြားလက္ခဏာလေးတွေပေါ့နော်ဥမာအနံ့အသက်တွေပျောက်သွားတယ်ဆိုရင်တော့ covid ဖြစ်နိုင်တယ်ပုံများတယ်အဲ့အဲ့လိုလေးတော့ရှိတာပေါ့နော်ဟုတ်ကဲ့ပါဆရာဆိုတော့အခုလေဒီ covid အတွက်ပေါ့နော်ကာကွယ်ဆေးအနေနဲ့ကတော့ဘယ်လိုမျိုးလဲပတ်အောင်ထိုးတင်လဲပေါ့ဆရာရဲ့ဥစုံဆေးထိုးတဲ့ဟာမျိုးတွေကလည်းပြန်ပြီးတော့ပေါ့နော်လုံနေကြပြီဆိုတော့အဲကာကွယ်ဆေးတွေကဘယ်လိုလဲပတ်အောင်ထိုးတင်လဲဆိုတာဆရာပြောပြပေးပါအောင်နော် ဟုတ်ကဲ့ခင်ဗျာဟောဒီကာကွယ်ဆေးရကြတော့လေးဟိုမြန်မာနိုင်ငံမှာဆိုလည်းဒီကျမ်းမဝင်ကြီးဌာနကပေါ့နော်ဒီပြီးခဲ့တဲ့နှစ်ဒီမှာလည်းလူတိုင်းကိုနော်ရက်ွက်တိုင်းမှာကာကွယ်ဆေးတွေထိုးပေးထားတဲ့အခါမှာပေါ့နော်ဆိုတော့ဟိုပေါ့ဒါနဲ့အခုဘာဘာလူနာတွေတော်များမှာပြည်သက်တွေတော်များမေးတဲ့မေးခွန်းပေါ့နော်ကျတော့ကာကွယ်ဆေးရကြောင့်နောက်ဆုံးထိုးထားတဲ့ကာကွယ်ဆေးအချိန်ပေါ့ဟုတ်ကဲ့နော်ကနေပြီးတော့မှအနည်းဆုံး6လတစ်နှစ်ကြာမှဆိုရင်တော့ထထိုးတင်တယ်။အော်တနည်းအားဖြင့်ပြောရဲဆိုတော့6လတစ်ချိန်လို့ပြောရင်လည်းမှန်ရင်မှန်လောက်တယ်။ နော်အနည်းဆုံး6လလောက်ပေါ့နော်ဒါတော့ပညာရှင်တွေပြောတယ်အဲ့ဒီထဲမှာကြောင့်ကျွန်တော်တို့ကကာွယ်ဆေးရရွေးချယ်မှုကတော့အရေးကြီးတယ်โอเคโหยาติตกเกลือမျိုးပဲသူတော့ဘယ်လိုပဲဆိုတော့ဒီ virus တွေကကြတော့ तू อ่ะအသက်ထူလန်ကြောင့်အသက်ထူလန်ကြောင့် virus တွေက तू อ่ะနေဒီ visa ပြောင်းလဲတာမြန်တယ်เนาะအထက်မှာ covid ကလည်းအရင်မြန်တယ်เนาะဆိုတော့ဒီ omicron တော့မှအရင်တော့မှဖြစ်ခဲ့တဲ့ omicron virus strain စီမဟုတ်တော့အခုကကြတော့တမျိုးဆိုတော့အရင်တုန်းက2023 24မှာ ထိုးခဲ့တဲ့ကာကွယ်ဆေးရအစဉ်ပြေဒါမျိုးဟုတ်ချင်မှာဟုတ်မယ်နော်။ဘာကြောင့်လဲ strength မတူတော့ဘူးဆိုတော့အခုနှစ်မှာထုတ်တဲ့ဒီ covid ကာကွယ်ဆေးဖြစ်ရမယ်။နော်အဲ့မှာအခုနှစ်မှာထုတ်တဲ့ကာကွယ်ဆေးရတော့အဓိကသူတို့ကဘယ် strength ကိုအဓိက target ထားလဲဆိုတော့ JN1 ပေါ့အခုလက်ရှိကပောင်းမှာနော်အရှိတောင်အရှောင်မှာလည်းပြန့်နေတဲ့ဒီ omicron strength ကိုအဓိက target ထားတဲ့ကာကွယ်ဆေးကိုထိုးအောင်မယ်။ဆိုတော့အနှစ်ချုပ်ကတော့ကျွန်တော်ပြောချင်တာကတော့ကာကွယ်ဆေးရတော့မထိုးခင်ဆိုရင်တော့ ဟိုဆရာဝန်နဲ့တော့တစ်ချက်လောက်တိုင်ပင်ပြီးတော့ဖန်ကန်နဲ့ကောက်ွယ်စေးကိုမှန်မှန်ကန်ကန်အချိန်မှာထိုးဖို့လိုတာပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့ပါဆရာဆိုတော့အခုဆိုလို့ရှင်လည်းဒီယာတိအကူပြောင်းမှာဖြစ်ကြရပေါ့နော်ယာတိတုတ်ကွေးနဲ့လက္ခဏာတွေကတော့ဆရာပြောခဲ့သလိုပဲစင်တူရာလေးရှိရဲဒါပေမဲ့ကိုဗစ်ဆိုရင်အနှမ်းပြောက်သွားတာတော့ဝမ်ပြောက်ဝမ်ရှော့ဖြစ်တဲ့လက္ခဏာလေးပါတယ်ပေါ့နော်အဲဆိုတော့ဂရီတို့တွေပုံမှန်တိုင်းဆိုလို့ရှင်ဒီလိုယာတိဥတုပြောင်းသွားပြီဆိုလို့ရှင်ဖြားပြီးတော့ချောင်းဆိုးလေးတွေနည်းနည်းကျန်တဲ့ဟာမျိုးလေးတွေရှိလာရှိရဲဒီခါကျတော့တချို့ကျတော့လည်းနှာစီးတဲ့ကိစ္စရလေးကျန်တယ်အများသောအားဖြင့်ဂရီဆို ို့ရှင်ချောင်းကြံခဲ့ရလေးရှိရဆရာရဲ့အဲ့ဒါကြီးကတော့ဟိုကိုဗစ်လက္ခဏာတွေဖြစ်တာလားဘာလို့ဒီလိုမျိုးတွေကြံခဲ့ရလဲပေါ့နော်အဲ့ဒါလေးလည်းဆရာပြပြပေးပါချောင်းဆိုးတာကတော့ကြံတတ်ပါလေနော်ကျွန်တော်တို့ဆိုတာလက်တွေ့မှာဆိုတာလူနာရီနဲ့ထိတွေ့နေတာပဲလေနော်ဆိုတော့ ဟိုပုံမှန်ဆိုတော့ကျွန်တော်တို့အသက်ရှူလမ်းကြောင်းပိုင်း infection လေးပေါ့နော်ယောဂပိုးလေးဝင်သွားတယ်ဆိုတော့ယောဂကပိုးကပျောက်သွားတော့ညာလဲသူကနောက်ဆက်တွဲနေနေရတော့သူကဘယ်လိုလဲဆိုချောင်းဆိုးရလေးတော့ကျန်တယ်ဘာဖြစ်လဲဆိုတော့တခုခုမှခန္ဓာကိုယ်ထဲမှာသူကဒီ virus တွေကိုသူတိုက်ဖြတ်တဲ့အချိန်မှာ virus တွေ virus တွေပိုးကောင်ပေါ့နော် virus ဖြစ်ဖြစ်မယ်ဒီ bacteria ပိုးဖြစ်ဖြစ်မယ်ယောဂပိုးကောင်ကမရှိတော့ဘူးဆိုရင်တော့မှဒီလိုမျိုးတော့ပိုးတိုက်ဖြတ်တဲ့ဒဏ်လေးတွေပေါ့နော်ဒီ virus ပိုးကနေပိုးကောင်ကနေပြီးတော့တက်ရောက်တဲ့တော့ပေါ့ ဖြည့်ဆည်းမှုလေးတော့နည်းနည်းလေးတော့ကြံ့နေတာပေါ့နော်အထူးသဖြင့်ကတော့ချောင်းဆိုးတာတော်များကလက်ချောင်းနာတာမျိုးမဟုတ်ဘူးဆိုဆုံးရင်စရာမလိုဘူးလက်ချောင်းနာတာဆိုရင်တော့ပိုးတွေပါရှိနိုင်သည်ရှိသေးတယ်လက်ချောင်းနာတာမျိုးမဟုတ်ဘူးဆိုရင်တော့ဒီတမွဲချောင်းဆိုးတာကအများစုကတော့အဲ့လိုချွဲတွေတလိတွေနည်းနည်းလေးကြံ့နေတာမျိုးလေးပေါ့ဒါမျိုးစိန်ကျွန်တော်တို့ကဒီချွဲပြုံစည်းလေးတွေတောက်လိုက်တယ်ဆိုရင်တော့တော်တော်လက်ချောင်းရှင်းသွားတယ်ဆိုရင်တော့ ိုတတ်တာပါလားမေးချောင်းဆိုးတဲ့ပျောက်တဲ့ဆေးဆိုပုံမှန်ဆိုရင်မလို့ကျွန်တော်ဆရာဝန်တွေကချောင်းဆိုးတော့အရင်ကြီးဟန့်တားလာမျိုးတိတ်တော့အာမပေးဘူးပေါ့နော်မကောင်းတဲ့ဟာထွက်သွားမယ်အရင်ကြီးကမနိုင်မင်းချောင်းဆိုးမှပဲကျွန်တော်တို့ကဆေးတွေအောင်ပေးတာ နော်ခုနချင်းပြောင်းစိတ်တော့ဆိုအစင်အချိန်တိုင်းတော့ဟိုအပတ်တပတ်နှစ်ပတ်လောက်ကြာနေကြာမယ်တတ်သူတော့ပျောက်သွားတော့ပဲနော်ဟုတ်ကဲ့ဟုတ်ဟုတ်ကဲ့ပါဆရာဆိုတော့ကလေးလေးတွေမှာဆိုလို့ရှိရင်လည်းဖြားနာမှုကြာရှည်ရလေးတွေရှိရမျိုးရှိရဆရာရဲ့ဆိုတော့ကလေး post လေးတစ်ခုတွေးလိုက်တာပါနော် social media တော့ရနေအဲ့ဒီမှာဆိုရင်ကလေးလေးရဲ့ခြေထောက်မှာအနီးစက်လေးထွက်လာပြီးတော့ခြေထောက်လေးရောင်ပြီးအပူတက်လာတယ်ဆိုပြီးတော့ကလေးဖတ်လိုက်ရတယ်ပေါ့နော်ဆိုတော့ကလေးလေးတွေအတွက်ဆိုလို့ရှိရင်ရောဖြားနာမှုကဘယ်လိုပုံစံနေအများဆုံးတွေးရနိုင်လဲအဖျားရောဘယ်လောက်ကြာရှည်နိုင်မလဲဆိုတာဆရာပြပြပေးပါအောင်ရှင့်ဟုတ်ကဲ့ဆိုတော့ကလေးတွေမှာအဖြစ် ်များတာကတော့ဒီဒီလိုမျိုးရသည်ဆိုရင်တော့ဟိုဘယ်လိုလဲဆိုတော့ဒီဟိုနှာစီးချောင်းဆိုးဖျားတာပေါ့ဖျားတော့ဖျားတယ်ဖျားတာနဲ့တွေ့မှာဘာဖြစ်လဲဆိုတော့နှာစီးတာလို့ချောင်းဆိုးတာနဲ့တွေ့တယ်အနည်းအားဖြင့်ဒီအသက်ရှင်လမ်းကြောင်းမှဆိုင်ရာ infection တွေပေါ့နော်အဲ့ဒီထက်မှာကလေးတွေမှာမှကြောပို့ပြီးတော့မှသတိထားမှာကြတော့ဘယ်လိုလဲဘယ်လိုမျိုးသတိထားမှာလဲဆိုတော့ဒီနမိုနီယာအဆုတ်ရောင်တာမျိုးတွေပါသတိသတိထားမှာပေါ့နော်ဟုတ်ကဲ့ခုနကဟိုကလေးပြောတဲ့ပုံစံရအောင်ဆိုမလို့ကျွန်တော်တို့ကလေးတွေမှာပေါ့နော်အဲ့လိုမျိုးဒီအနေဆက်တွေပါပေါ်လာတယ်ဆိုရင်တော့ဟိုဘာကြောင့်လဲဆိုတော့ဒိုင်းရိုက်ကြီးတိတိကျကျပြောလို့တော့မရဘူးဒါပေမဲ့ဟို အဖျားတွေပါရှိနေအဖျားရှိနေစဉ်ဖြစ်စေဒါမှမဟုတ်ဆိုအဖျားဖြစ်ပါပြီးတဲ့အချိန်မှာပဲဖြစ်စေပေါ့နော်ဒီလိုမျိုးအနေဆက်တွေပဲပေါ်လာနေဆိုရင်တော့တော်တော်များများအကြောင်းဒီ virus infection ကြောင့်ဖြစ်တာများတယ်ဟုတ်ကဲ့နော်အဲ့မှာကြောင့်ကျွန်တော်တို့သတိထားမှာကြတော့မိုးရသည်ဆိုရင်တော့ကျွန်တော်တို့သွေးလွှတ်တုပ်ကိလည်းသတိထားရတယ်ဟုတ်ကဲ့ဆရာနော်ဟိုကူးဆက်တာဖြစ်တဲ့အတွက်ကြောင့်အဲ့မှာခလေးကအဖျားကလည်း၃ရက်လောက်တော့ရှိပြီအဲ့ဒီထဲမှာမှအဖျားကလည်းအပြင်းပြပေါ့ အပြင်းပြဆိုတာကျွန်တော်တို့က60 69တရာမှာဟုတ်ပဲနဲ့တရာနှစ်တို့သုံးတို့အဲ့လိုအပြင်းပြဖြစ်တယ်ပြီးတော့မှတွဲပြီးတော့မှအနေဆက်ဒီပိုင်းလည်းပုံလဲဆိုတော့ဆရာဝန်စီတော့ချင်းချင်းသွားတယ်ဘာဖြစ်လဲကျွန်တော်တို့ကသွေးနှုတ်တပည့်ဆုံရင်လို့ဟုတ်ကဲ့ပါဆရာဒါမှမဟုတ်အဖျားတော့ပျောက်သွားပြီခလေးကလန်းလန်းဆန်းပဲပြီးတော့မှဟိုအနေဆက်ဒီပိုင်းပုံလာတယ်ဆိုရင်တော့ virus infection ဝင်ပြီးတော့မှ recovery rash ပေါ့ပြန်လည်းပျောက်သွားတဲ့အချိန်ကျတော့မှပေါ်တဲ့ rash လည်းဖြစ်နိုင်တယ်ဆိုတော့တနည်းအားဖြင့်ပြောရရင်ဆိုတော့ virus infection ကြောင့်ဖြစ်တာများတယ် ်နော်ဟုတ်ကဲ့သူရဲ့ဟိုဘယ်လိုကောင်အဖျားရှိသေးတာမရှိသေးတာမှမမှူတည်ပြီးတော့မှကျွန်တော်တို့ကဂယူဆိုင်ရမှာပေါ့နော်လုလုတင်တာဆင်အောင်ရင်အစီအစီငါပြဖို့လိုနေဆိုပြမှာနော်ဟုတ်ကဲ့ဟုတ်ကဲ့ပါဆရာဆိုတော့ကလေးတို့ဒီမိုးရသည်မှာဖြစ်တတ်တဲ့ကျမ်းမာရေးပြဿနာများကောင်းစင်မှာဒါကတော့ရာသီတုတ်ကွင်းနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေဆရာပထမပိုင်းပြောပြသွားရဲပေါ့နော်ဆိုတော့ရာသီတုတ်ကွင်းနဲ့ပတ်သက်ပြီးတော့ဆောင်းရံရှောင်းလင်းလေးဘာလေးလောက်အောင်လဲဆိုတော့ပထမပိုင်းနီကုံးချောက်လေးပြောပြပေးပါဆရာဟုတ်ဆိုတော့ရာသီတုတ်ကွင်းနဲ့ပတ်သက်ပြီးတော့ကောင်ခဲဖို့ကတော့နံပါတ်1ကတော့ရာသီတုတ်ကွင်းကောင်ခဲစီထိုးတာပေါ့ ်နော်ဆိုတော့ကာွယ်ဆေးကတော့ဟိုရာခိုင်နှုန်းအပြည့်တော့ကာွယ်နိုင်တာမျိုးတော့မဟုတ်ဘူးသို့တော့60ရာခိုင်နှုန်းနော်အလွန်ဆုံး9ဆန်ခန့်လုံးတော့ကာွယ်နိုင်တာနော်ကာွယ်ဆေးထိုးနိုင်တယ်ထိုးမယ်ပြီးတော့မှတခြားကြောင့်ကိုကဘယ်လိုလဲဆိုတော့အသက်ရှင်လမ်းကြောင်းပိုင်းကိုကာွယ်တဲ့နီလန်းနေကိုရီးယားလိုက်နာမှာပေါ့နော်ဒါကိုဗစ်ကိုကာွယ်တဲ့နီလန်းကျင်းနဲ့တူပါတယ်နော်အဲ့မှာဆိုကျွန်တော်တို့ဘယ်လိုလဲဆိုတော့ဖြစ်နိုင်တယ်ဆိုရင်အပြင်သိမ့်မထွက်မိုးရသည်ပါ။ဘာဖြစ်လဲဆိုတော့လေလူလူတက်တက်နေနေသွားတယ်ဆိုရင်ဟို ကျွန်တော်ဂျာဂန်တော့အထီးချောင်မှာပြောလို့မရအောင်ဆိုတော့ကျွန်တော်ခံမှန်းချက်ရဆို20ရာခွင့်30ရာခွင့်မှာတော့ဒီလိုမျိုး compound code တွေဖြစ်နိုင်ကြများတယ်။ဟုတ်ကဲ့ဆရာ။ဒီဒီအဲ့ချိန်မှာသူတို့ကနေစကူးလာနိုင်ကြတယ်။ကိုယ်ဖြစ်နိုင်နေဆိုရင်အပြင်မသွားဘူး။တကယ်လို့မဖြစ်မနေသွားအလုတ်ကိစ္စတော့သွားမှာဆိုရင်တော့ဟိုနှာခေါင်းစည်းလေးတက်တာမျိုးတွေပေါ့။နော်ဒါမှမဟုတ်ကိုကလည်းနှာစည်းဆောင်းလို့ဖြစ်တယ်ဆိုရင်လည်းသူများအောင်မကူအောင်မကူအောင်ကိုကဘယ်လိုလဲဆိုတော့ချောင်းလေးပဲဆိုးတယ်ဆိုရင်ကိုကလည်းလေးပေါ့လက်နဲ့သို့မဟုတ် tissue လေးနဲ့ တထောင်တော့မဟုတ်တ िश ူးလေးနဲ့ကပြီးတော့မှဟိုချောင်းဆိုးတာမျိုးတွေပေါ့နော် cough etiquette လို့ခေါ်တာပေါ့နော်အဲ့ဒါမျိုးတွေရှိမယ်ပြီးတော့နောက်တစ်ခုကကျွန်တော်တို့ကဘယ်လိုလဲဆိုတော့တကူရေတန်ရှင်းမှုယောဂနဲ့ယောဂနဲ့ကကျွန်တော်တို့ကတကူရေတန်ရှင်းမှုကို glue ဆိုင်လိုက်တယ်ဆိုရင်တော့ကာဝယ်နိုင်စွာအထိုက်လျောက်ဟိုကာဝယ်နိုင်တယ်နော်အဲ့မှာဆိုကျွန်တော်တို့က covid လို့ပဲပြန်ပြောမှာပေါ့ကျွန်တော်တို့ကဟိုလက်ကိုခဏခဏဆေးတာမျိုးတွေပေါ့နော်တကူကိုင်နေဆိုရင်လက်ကိုခဏခဏဆေးမယ်လက်ကမတန်ရှင်းတဲ့လက်နဲ့ကျွန်တော်တို့နှာခေါင်းတို့ပတ်သက်တို့တော့ထိတွေ့တာမျိုးတွေမလုပ်ဘူးပေါ့နော်ဒီလိုမျိုးဆိုရင်တော့ကျွန်တော်တို့ကဒီယာတိတုတ်ကိုဟိုအထိုက်လျောက်ပေါ့ ကောင်းခင်နိုင်တယ်ပေါ့နော်ဟုတ်ကဲ့ခင်ဗျာဟုတ်ကဲ့ပါရှင်ဆိုတော့ဒုတိယပိုင်းမှာလည်းကျွန်တော်မိုးရင်းမှာဖြစ်တတ်တဲ့သွေးလွန်တော်ကွေးအကြောင်းလေးလည်းရှိရဲဆိုတော့ဒုတိယပိုင်းမှာဆက်ပြောဆရာနဲ့ဆွေးနွေးပါမယ်နော်ဟုတ်ကဲ့ပါ